။မြတ်စွာဘုရားကိုယ်တိုင်ကဟောထားတာရှိတယ်။ပူဇာရဟေပူဇေယတော်ဗုဒ္ဓေဝယတိဝတဝကေပပိသတမတိကံတိတေနာတောကပလိတ။ဘုရားတို့ယဟန္တာတို့ပစ္စေကဗုဒ္ဓါတို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကိုပူဇော်တတ်တဲ့ပုဂ္ဂိုလ်တွေအဲ့တော့ပူဇော်တတ်တဲ့ပုဂ္ဂိုလ်တွေကို တိုက်ရိုက်ပူဇော်ရတာပဲဖြစ်စေယေຊုပြီးတော့ပူဇော်ရတာပဲဖြစ်စေတဲ့ဟောတပည့်တော်ဝကဖြစ်တဲ့ယဟန္တာတွေကိုပူဇော်ရတာပဲဖြစ်စေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာဒီလိုပူဇော်လိုက်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေကိုပူဇော်တဲ့ကုသိုလ်ကောင်းမှုရဲ့အတိုင်းအတာတစ်ခုရေးတွက်လို့မရပါဘူးတို့မြတ်စွာဘုရားတို့ခေါ် ဘာကြောင့်လို့လို့ဆိုဘာကြောင့်ပူဇော်တိုက်တာတော့ဆိုလို့ရှိနေဖို့တည်းအကုတော်ပြီဘာကြောင့်ကုဇော်တိုက်တော့ဆိုတိဏတောကပြိတဝေဘပင်းစသမတိတ်ကံတိတိဏတောကပြိတအဲ့ဒီပုဂ္ဂိုလ်မျိုးတွေမှာငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့ ငါရဲ့အတ္တဆိုတဲ့မာယွနဲ့အမြင်ပပိစတရားတွေကင်းစင်ကြတယ်တဲ့ပပိစဆိုတာတဏှာကိုချက်ထွက်နေတဲ့တဏမာနဒိဋ္ဌိဟောကိုရထားတဲ့ခန္ဓာကိုယ်ပေါ်မှာငါဟာလို့တွေးတာတဏှာရဲ့အတွေးငါလို့တွေးတာဒိဋ္ဌိရဲ့အတွေး နန္ဒလင်္ကနသုတ်အရာဆိုရင်မဖြစ်တယ်လို့ဆိုတာမာနရဲ့အတွေ့ငါရဲ့အတ္တလို့ဆိုလို့ရှိရင်တော့ဒိဋ္ဌိရဲ့အတွေ့လို့ခေါ်တဏမာနဒိဋ္ဌိအတွေ့တွေနဲ့တွေးနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မစင်ကြယ်ဘူးပေါ့အဲ့ဒီမစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေကိုလူရတန်းရတာပဲအဲ့ဒီလိုမှားရွေးနဲ့ခေါပင်စအတွေ့တွေကိုကြော်ပေါ်တော့တဲ့ ဖရာတို့ပိစကဂုံတာတို့ယဟန္တာပုဂ္ဂိုလ်တွေကိုရှေးစုပြီးတူလဲရမယ်ဆိုလို့ဆိုတာကြီးမားကတော့ဂျိုတရားကိုရတယ်ဒိနာတောကပရိဒဝေအဲ့ဒီအတွေ့အကြုံမရှိတဲ့အတွက်ကြောင့်တောကဆိုတာဆိုရင်ကုဆိုတာသူတို့မှမရှိဘူးပရိဒေဝဒီအတွက်ဝေယူရတာဆိုတာမရှိဘူးစိတ်နှလုံးဟာအေးချမ်းနေ တောကပရိဒေဝကင်းစင်တဲ့နှလုံးမပိုင်ရှင်တွေကိုလှူလိုက်ရတန်းလိုက်ရမယ်ဆိုရင်ဒီကုသိုလ်အဗဒံချိမာတဲ့ကုသိုလ်မျိုးတစ်မျိုးဖြစ်တယ်တဲ့တေတာတိတေပူဇေယတော်နေဘုတေအာကုတော်မီပြနေဗန်ဆန်သွားလို့နေဗန်ဝေဆန်သွားလို့ဘေးရကတဲ့ငြိမ်းသွားတဲ့ပြနေဗန်ဆံဝေမီဖြစ်တဲ့ဖရာပစ္စေကမုဒ္ဒရဟန္တာပုဂ္ဂိုလ် ်လှူလိုက်ပဲတန်းလိုက်ပဲပူဇော်လိုက်ပဲဆိုရင်နတ်သက်ကပုံညာသင်္ခါတုအမိထမပိကေနစီဒီကုတုကောင်းမှုဟာအတိုင်းအတာဒီကုတုကောင်းမှုရဲ့အကျိုးတရားဟာဘလောက်အတိုင်းအတာအထိပေးမယ်လို့ဆိုတော့စေတက်လို့မရဘူးတဲ့ပင်လေတဲ့ငါရေကိုခတ်ပြီးတော့ ဘဏ္ဍကားလန်းဆိုတာမပြောနိုင်လို့သလိုပဲအလွန်များပြားလာတဲ့ကုသဘဝေကိုရရှိတဲ့တို့မြတ်စွာဘုရားကဒီပူဇော်မှုနဲ့ပတ်သက်ပြီးတော့ကံကောင်းကိုကံရဲ့အကျိုးတရားနဲ့ပတ်သက်ပြီးတော့ထုတ်ဖို့ဟောကြားထားတာရှိထုတ်ဖို့ဟောကြားထားရှိဒါဟုစေတနာကောင်းလို့ရှိရင်ကံကောင်းတယ်ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းမယ် ီဘွားတွေမဟုတ်ဘူးဖြစ်လျက်ဘွားတွေမှလည်းပဲအကျိုးပေးတယ်ကောင်းမယ်ကုသကောင်းမှုဆိုတာတခါလုံးလိုက်တာကနေပြီးတော့လူတယောက်ဟာတက်မှတ်သွားပြီနောက်ဆုံးနိဗ္ဗာန်ရသည့်ထီအောင်ကျိုးတရားဆိုတာဖြစ်ပေါ်တယ်ရှေးတော့ကဆိုလို့ရှိရင်ပုဂ္ဂိုလ်တယောက်ဖျားတဆူနဲ့ကြုံတဲ့အခါမှာပန်းလေးတစ်ပွဲလှူပြီးတော့ခြေနဲ့ဆရာကောင်းတဲ့ပီတိတွေနဲ့ မိမိလှူလိုက်တဲ့ပန်းလေးတစ်ပွဲအပေါ်မှာဒီကုသိုလ်ကောင်းမှုလေးပေါ်မှာအလုံးကိုပီတိဖြစ်ပြီးတော့ဝမ်းသာဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ကုသိုလ်စိတ်တွေတိုးပွားပြီးသိသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာနောက်ဘဝတစ်ခုရောက်တဲ့အခါလဲကုသိုလ်တွေဆက်ဆက်လုပ်သည့်အတွက်ကြောင့်ပန်းတစ်ပွဲလှူရတဲ့ကုသိုလ်ကိုအခြေပြုပြီးတော့90နဲ့တက္ကမအပေဘုံဆိုတာမရောက်ခဲ့ဘူး တရိစံဘွားမရောက်ခဲ့ဘူးဒိတ်တာဘွားမရောက်ခဲ့ဘူးငရဲဆိုတာမရောက်ခဲ့ဘူးလူပြေရောက်လိုက်နတ်ပြေရောက်လိုက်လူပြေရောက်လိုက်နတ်ပြေရောက်လိုက်နေဒီကုသိုလ်ကံကနေပြီးတော့ဆောင်းလျှောက်သွားဘယ်သူမှဆောင်းလျှောက်တာမဟုတ်ဘူးကုသိုလ်ကံကဆောင်းလျှောက်သွားအဲ့တော့ကုသိုလ်ကံကိုဓမ္မလို့ခေါ်တာဓမ္မဆိုတာသူ့ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကို အတ္တလန္ဒရင်ဒီစတုတုအပါယေတုအပဒမဏိကတဝါဒါရေတိတိဓမ္မောဒီကုသိုလ်ဆိုတဲ့သဘာဝတရားသည်အဲ့ဒီမိမိဖြစ်ရာပုဂ္ဂိုလ်ပေါ့ဘယ်တော့မှအပေပေါ်မရောက်အောင်သူကဆက်ဆောင်ထားလိုက်တယ်ဆောက်ရှောက်ကြည့်တည်ထားတယ်ဆိုတော့အမြဲတမ်းအားကိုးစရာကောင်းတယ်ပေါ့အမြဲတမ်းအားကိုးစရာကောင်း အဲ့ဒီလိုကုသိုလ်တရားရဲ့စွမ်းအားနဲ့သူဟာ60နဲ့တက်ကဘာတက်ကဘာတွေမှာကအခု60နဲ့တက်ကဘာပန်းတပွင့်လူတဲ့ကုသိုလ်ကနေအခြေပြုတ်ပြီးတော့60တက်ကဘာအပယ်မလားတဲ့အပြင်မှာနောက်ဆုံးအချိန်မှာဒီကုသိုလ်ကိုအကံကိုအခြေပြုတ်ပြီးတော့ရသော်ဘုရားနဲ့တွေ့လို့တရားဓမ္မဟောကြားပြီးတစ္ဆာကိုသိပြီးနောက်ဆုံးမှာ လက်ကမျက်မှောက်ပြုတ်သွားတယ်။ယဟန်နာပုဂ္ဂိုလ်တောင်ဖြစ်သွား။အဲ့တော့ဘုသူကံတစ်ခုဟာကိုယ့်အတွက်အဆက်ဆက်အစဉ်ပြေအောင်တော်လုပ်တော်ဒီဘဝမှာကုသကောင်းမှုလုပ်လိုက်လို့ဒီကုသကံညောင်းကောင်းတဲ့ဘဝရောက်တယ်။ရောက်သွားရင်အဲ့ဒီဘဝမှာလည်းပဲကုသကောင်းမှုဆက်လုပ်တယ်။အဲ့ဒီကုသကံညောင်းကောင်းတဲ့ဘဝရောက်တယ်။ရောက်တဲ့အခါကုသကောင်းမှုဆက်လုပ်တယ်။အဲ့ဒီလိုကုသကောင်းမှု အစင်ဆက်မပြတ်ပြုတ်လုသွားသည့်အတွက်ကြောင့်သူပုဂ္ဂိုလ်ဟာစိတ်ကောင်းစေရနာကောင်းကြောင့်ကံကောင်းကံကောင်းလို့အကျိုးပေးကောင်းပြီးတော့နောက်ဆုံးမှာနိဗ္ဗာန်ထိအောင်မျက်မှောက်ပြုတ်သွားတဲ့နေ့ကြိုတရားကိုရနိုင်တယ်